်မင်္ဂလာပါကို skill system အောင်မြင်သွားပြီဆိုတော့တစ်ချက်လောက်အကိုရဲ့နာမည်လေးနဲ့လည်း message ပေးပါအောင်ကိုအော်ဟုတ်ကဲ့ပါအာမင်္ဂလာပါကျွန်တော်နာမည်ထွန်းမြစ်ပါကျွန်တော်ဒီဟာ project administrator နဲ့ပါဒီ skill positive outcome နဲ့အောင်မြင်ထားပါတယ်ဗျာကျွန်တော်အလုပ်ဒီလုပ်ကံကတော့ဒီဟာဒီ telecom engineer ပေါ့ project အရင် engineer ပေါ့ ်အောင်မြင်ထားပါတယ်ဟုတ်ကဲ့ congratulation ပါကိုအားလုံးနေနဲ့ပေါ့နော်ကို skill migration ကိုဘယ်လိုမျိုးစတင်ခဲ့ရလဲမသိဘူးကိုဟုတ်ကဲ့ပါဗျာလေကျွန်တော်စတင်ခါစားကားတော့ဒီဟာ no butter hotel မှာပေါ့လေဒီ river ကကျမရဒီဟာ seminar တစ်ခုမှာဒီ migration နဲ့ပတ်သက်ပြီးတော့ဒီမှာဝင်နားထောင်ပြီးနေပေါ့နော်အဒီ skill migration နဲ့ပတ်သက်ပြီးတော့အကြောင်းပုံမှာဒီနားလည်သွားပါပို့တိလာပါပေါ့ဟုတ်ကဲ့ပါကိုအဲဆိုဩစတြေးလျကိုဘယ်လိုမျိုးပြောင်းထွေးဖို့အတွက်ပေါ့နော်ဗာရဲ့တွန်းအားပေးခဲ့ရလဲကို အာပထမဆုံးအနေနဲ့ကျွန်တော်ဒီ data မိရပါပေါ့နော်အဒီဟာပေါ့ပုံစံမတူတဲ့ဒီ working style ပေါ့နော်ဒီ work balance style ပေါ့ဒီ work ရဲ့ဒီအဲ့လိုပဲလူတွေမဟုတ်ဘဲနဲ့ဒီ life style ကိုပေါ့ဒီနေ့ကလာတာ balance fit အလုပ်လို့ပေါ့အဲ့နဲ့ဆက်ပြီးပြီးတော့ဒီ Australia ကိုတဘောကြရှိပါတယ်ခင်ဗျာအာဟုတ်ကဲ့ပါကို river ကိုပေါ့နော်အကိုဒီစမန်နာကနေစတည်ခဲ့ပြီးရောကျွန်တော် river နဲ့ဘယ်လိုဖြစ်ပြီးရောပေါ့နော်လက်တွဲကိုဆုံးဖြတ်ခဲ့ပြီးသွားတယ်ကိုဟောဒီ လော်ယာနဲ့ကွန်ဆာနယ်လုတ်ပြီးတဲ့ခါကျမှပုံမှန်တိလာပါတယ်ပေါ့အဲ့ဒါနဲ့ဒီ river နဲ့ပဲလုတ်ဖို့အတွက်ဆက်ပြီးမှဆက်ရှော်လန်းမှုပြပေါ့နော်အဲ့ဒီ river နဲ့ပဲဆက်ပြီးမှလုတ်ခဲ့ဖြစ်သွားပါဟုတ်ကဲ့ပါကို river ရွေးချယ်အတွက်လည်းကျေးဇူးတင်ပါတယ်ကျေးပါဗျာအာ skin system မလုတ်ခင်မှာပေါ့နော်အကိုလော်ယာနဲ့ consultation ယူခဲ့တာဆိုတော့ဘလို့အကျိုးလေးတွေရသွားလဲပြီးလို့ရှိရင်အပေါ်အနေနဲ့ skin system ဆက်လုတ်ဖို့ဘလို့ဆုံးဖြတ်နိုင်ခဲ့လဲဆိုတာလေးပြောပြပေးပါအောင်ကိုဟုတ်ကဲ့ပထမအဆုံးပေါ့ဟောဒီလော်ယာနဲ့ consultation လုပ်ပြီးတော့ခါကျတော့ အာ biography ပေါ့နော်အဲကြည်ပြီးတော့ကိုယ့်အထာချက်ပေါ့နော်အားလုံးချက်အားလုံးချက်ရှိတာကိုကြည်ပြီးမှပေါ့နော်ဘဲစားပဲဘလန်းဘလန်းသွားတင်လဲပေါ့ဘလန်းချောင်းရှိတယ်ကိုယ့်အမှတ်ကဘလောက်ရနိုင်လဲပေါ့နော်အေးစိတ်ပြောပြီးရခါကြမှာဘာလဲဆက်လျှောက်တင်မလျှောက်တင်ပေါ့အဲ့လည်းဒီတကယ်လည်းအချင်းယူရအောင်ပြန်စဉ်းစားကြည့်တော့ပေါ့ဒီကိုယ်နဲ့ကတ်ညီနဲ့လောက်ကိုင်းနဲ့အစီအပြေရကိုယ့်အတက်ရွယ်နဲ့ရောအစီအပြေတဲ့ခါကြတော့ဒီနောက်ပိုင်းလိုရတဲ့ကျန်ကျန်ဘေးချန်တဲ့အတိုင်းပေါ့အဲ့လည်းဆက်လျှောက်ဖြစ်သွားပေါ့ ခဲ့ပါဘူးအာ skin assessment စလုပ်တော့လေကို skin assessment process နဲ့ပတ်သက်ပြီးတော့ပေါ့နော်အကိုစိုးရိမ်ခဲ့တာမျိုးစိတ်ကူခဲ့တာမျိုးရောရှိသေးလားကိုအာညာအားလုံးတော့လက်ကိုချုံးမွေ့နေဆိုတော့မရှိဘူးပေါ့နော်အဒီရအဒီစလုပ်မှာ process ကတော့အဒီရအဒီကတော့စားရဆန္ဒစုတာလေးလို့ပေါ့နော်အဒီပြန်ပြီးမှကိုယ့်ရဲ့အဒီအဒီ project လေးကိုကိုယ့်ရဲ့အဒီအဓိကတော့အဒီအဒီအခြားဟာလေးပေါ့အဒီ bank statement အတွေ့အကြုံဟာလေးပေါ့ bank statement လို့ ဒီ income tax လို့ပေါ့နော် base rate လို့ပေါ့ SR ဆန္ဒနေပြန်စုရလာလေးရဲ့ Charlie employee statement နေပေါ့ SR ဆန္ဒနေပေါ့နောက်ပြီးတော့ကိုလောက်ခဲ့တဲ့ project လေးပေါ့ပဲဒီတိုင်းမှာဒီလောက်ခဲ့တဲ့ဒီ evidence လေးတွေပေါ့ photo လေးတွေတို့နောက်ပြန်ရလေးပြန်စုရလာလေးပေါ့အဲ့တော့အခက်အခဲရှိတာပေါ့အာဟုတ်ကဲ့ဟုတ်အော်စကင်းစမဘရောဆာမှာပေါ့နော်အကိုအစင်းစင်းပေါ့နော်ဒီစာရဲဆန်လန်းစုဆောင်းနိုင်နေပတ်သက်ပြီးစူးစမ်းခဲ့ရလေးတွေအခက်အခဲရှိရလေးလည်းတစ်ချက်လောက်ဝင်မြပေးပါအောင်ကိုအော်ဟုတ်ကဲ့ပါပရမအဒီပရမအဆုံးပေါ့နော်ကျွန်တော်စာရဲဆန်လန်းကတော့ဒီကြီးကတော့ ကိုရဒီရပါ transcript လေးပေါ့နော် transcript လေးအဒီ volume လေးရဲ့နောက်ပြီးတော့ဒီကိုရဒီအဒီပေါ့အဒီလောက်ခဲ့အတွေ့အကြုံရဆော်ရဆန်တာလေးပေါ့အဲစုရဒီ note ပြန်လာလေးလို့အဲ့အလေးပေါ့နောက်ပြီးတော့ဒီကိုရလိုချက်လိုခဲ့အဒီလိုအပ်တဲ့အဒီထောက်ထားဆော်ရဆန်တာလေးပေါ့ဒီဒီဘာအင်ကုန်လေးကိုပြန်ပြန်ဆက်တွေ့ရတာလေးပေါ့နော်အဲ့လေးပြန်တောင်းရတာလေးလို့အဒီနေတော့အခက်အခဲရောက်ရှိရပါပေါ့ဟုတ်ကဲ့ ါလေးတွေပေါ့ကို step by step တော်တော်လေးတော့ကြော်ဖြတ်ခဲ့ရတယ်ထင်တယ်နော်ကိုအာဟုတ်ကဲ့ဗျာဒီပထမဆုံးစိတ်ရှည်ရတာပေါ့ဗျာဟုတ်ကဲ့အချိန်ပေးရတာပေါ့ဒီအရာရဖို့တော့ဒီနော်ဒီဒီဒီကုမ္ပဏီများဆက်သွယ်ရတာအလေးနဲ့ဒီလက်မရညာမှာလက်မတောင်းရတာလေးပေါ့နော်အဲ့ဒီအနေတော့အခက်အခဲရှိရပေါ့အဲ့ဒီပေါ့ဟုတ်ကဲ့အခုရဲ့ပေါ့နော်ကိုသိတဲ့အောက်ခံလေးကိုဘယ်သူတွေနဲ့ဘယ်လိုမျိုးဝင်များဖြစ်ခဲ့လဲကိုအာပထမဆုံးကျွန်တော်ဒီ process အောက်ခံထွက်မှဆိုတော့မတင်ခဲ့ဘူးပေါ့ဟုတ်ဆိုတော့လေဟာကျွန်တော်အဲ့ဒီဒီ တင်ပြအချိန်တိတ်မကြရီတပတ်နှစ်ပတ်ပြင်မှာပဲသူက reset ထွက်လာခါကြတော့ကျွန်တော်လည်းအဒီမထင်ထားခဲ့ဘူးပေါ့နောက်ပြီးတော့ reset က positive organ ထွက်မယ်ဆိုတော့ကျွန်တော်ဒီအเจ้าမှာအခက်ခဲအများကြီးကြုံခဲ့ရပေါ့ server ဆန်းဆန်းဆူတာလေးရဲ့ဒုတိယတစ်ခေါက်ကတော့ဒီဟာပေါ့ insufficient အခုမှမဆုံးလို့ဆိုပြီးမှအဒီပြန်ကြလာတယ်ပြန်ကြလာတဲ့ခါကျတော့အဲ့မှာဒီအနည်းဆုံးဒီ project အာ၃ခုပေါ့အာနှစ်ပတ်တွင်းအဲတင်ရတာပေါ့အဲ့နှစ်ခုအဒီဆက်ရတွင်းကျွန်တော်တင်နိုင်တင်နိုင်ခဲ့ပါတယ်အဲ့ဒီဒီအကျိုးစားကြီးမှာပေါ့ အဲ့ချိန်မှာနောက်ဒုတိယတစ်ခေါက်ကလည်းဒီပြန်မှစမပြေပြန်ဘူးလေအဲ့ဒီငါလေးကြော်ရတဲ့အတွက်ဆိုမှ project ကနောက်ဒီနေ့ကျွန်တော် project လေးခုလောက်ပေါ့ဒီမှာတင်ပြသွားတာကြာအဲ့တင်ပြသိမကြလေးအာ3 4ရက်အတွင်းမှာပဲပေါ့နော်ကျွန်တော်ရဲ့ဒီ positive outcome ထွက်လာထွက်လာခဲ့တာပေါ့အခုကိုယ့်ရဲ့ဘန်းနိုင်နေနေရပေါ့နော်ပထမဆုံးတစ်ခုဖြစ်တဲ့ skill assessment ကတော့ positive outcome ရတာပြီဆိုတော့အခုရောဘယ်ဘာလဲဆက်လုပ်ဖို့ရှိလဲဘာလဲဆက်ပြီးပြင်ဆင်နေလဲရှင် အာခုတော့ဆိုကျွန်တော် process အောက်ပြန်ရပြီဆိုရင်လည်းကျွန်တော်အစီလူပြဆင်းနေနေပေါ့နော်ကျွန်တော်ဒီ language test လို့ပေါ့နော်အဲ့တော့ပြန် language test နဲ့ပြန်ပြင်ဆင်ရမှာပေါ့ဒါကို reverse ကြီးကနေမှဒီအကူကြီးဒီမှာပေါ့နော်အာ skill assessment ပြုလုပ်ဖို့တဲ့ပေါ့နော်ပြန်ဆောင်နေတဲ့သူတွေရောအာပြင်ဆင်မှုလုပ်နေတဲ့သူတွေအတွက်ပေါ့ကိုယ့်ရဲ့ template စကားလေးပြောပြပါအောင်ကိုဟုတ်ကဲ့ပါဗျာဥပမာကိုယ့်မှာကိုယ့်ရှင်မှာပေါ့နော်ဒီ size size နဲ့စုံနေပြီဆိုရင်တော့၆လား၆ပေါ့နော်ဒီ size ကိုယ့်ရဲ့ size လိုအပ်တဲ့ဒီပြင်ညာလေးပေါ့နော်ဒီဒီ ပတ်ဆိုင်ရာလူမျိုးတိုင်းပြည်မျိုးပါပေါ့နော်အလီကိုယ့်ရဲ့စာသံဆုံးပြီးဆိုရင်တော့လုံးပြင်းစရာရှိရညာလုံးလုံးဆောင်ပေါ်အဓိကပေါ့နော်နောက်ပြလေးအချင်းချိန်ဆွေးနေလို့ရှိရင်တော့ဒီနောက်ပိုင်းဟာဆိုရင်ဘုံမှဒီစင်ပြေလား ဖြစ်တာပေါ့ဥမာလီကိုရဲ့ဒီအတက်ရွယ်ရလာအောင်ရှင်တော့ပေါ့နောက်ပိုင်းဆက်ဆန်းရည်စုဖို့လည်းဖြစ်ဖြစ်လာပြီပေါ့ဟာကိုဖြတ်တန်းလာရတယ်ပေါ့နော်ဒီ fee ကလည်းဘယ်ကိုရဲ့ fee တခုမဟုတ်ဘူးဆိုတော့ပေါ့နော်အကိုတို့ fee မှာအာဂျူနီယာကလေးတွေအတွက်လည်းပေါ့နော်ဂျူနီယာမောင်လေးတွေညီမလေးတွေအတွက်လည်းအကိုစီနီယာတယောက်အနေနဲ့ပေါ့နော်အကြံပေးရမျိုးအပြီးလို့ရှိရင်အားပေးစကားမျိုးလေးပြောပြပါအောင်ကိုအော်ဟုတ်ရဲ့ပါဗျာဒီပေါ့နော်ကိုရဲ့ဒီသူညီရဲ့အစိမ်း free ချက်မှာပေါ့နော်သူညီရဲ့ကျွန်တော်လောက်လောက်ဖို့ခံဖက်လေးပေါ့နော်သူ့ရှိမှာလည်းဒီ ုံငန်းအတွေ့အကြုံတော့ရှိတယ်။နောက်ပြီးတော့ဒီ teamwork လည်းဆိုအဒီလုပ်ငန်းအတွေ့အကြုံလည်းရှိတယ်။ဆောင်ရဆောင်ရအကုန်စုံတဲ့ခါခါကြောင်းပေါ့။အခုလျောက်ဒီဟာပေါ့နော် skin ဒီ assessment လို့ skin migration ဆိုတော့မတိတော့များတယ်။မတိတော့များလည်းခါကြောင်းပေါ့နော်။နောက်ပိုင်းကျတော့ဒီဒီပေါ့သူတို့ပေါ့နော်ကျွန်တော်ဒီကျွန်တော်ကကျွန်တော်ပထမဆုံးချင်တဲ့အော်မီရာခါမှာသူတို့လေးပြန်မှမျှဝေပေးတဲ့ခါမှာသူတို့လည်း motivation ဖြစ်လာပေါ့နော်။အဲဒီသူတို့လည်းနောက်ပိုင်းဒီဆက်လုပ်ဖို့ပဲရှိပါလေကြတယ်။ဘာလို့ဆိုတော့ကျွန်တော်လည်းအာတင်မှုတဲ့ဒီ you know လုံဖို့ကံဖက်လေးပေါ့နော်သူရှိရသူတို့လည်းဒီအားလုံးကလည်းဒီအင်းဆုံးကျွန်တော်ချင်းကကျွန်တော်ချင်းအချင်းရယူပြီးမှာပေါ့နော်သူလည်းညံသုံးကောင်းထဲပေါ့ဖြစ်လိမ့်မယ်လေချင်ပါလေဟုတ်ကဲ့ရှင်အာအခုနေနေပေါ့နော် skill assessment မှာ positive အခင်ရတာတို့လည်းညီမတို့အရန်ကိုပဲဘုံဝဲမြောင်မိပါတယ်ကို့အာကို့အခုလိုမျိုးလာပြီးချိန်ပြီးပြီးဖြည့်ကြပေးရအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်အခုဒီ Austria migration အိမ်မက်တီလည်းအများဆုံးအပြည့်ရောက်ပြီးတော့ကြာအကောင့်ထဲပို့နိုင်ပါသေးလို့စတောင်းမိပါတယ်ကို့ဟုတ်ကဲ့ဒီနေ့ဆင်းပြေးပါသေး 还真是。